Okay မင်္ဂလာပါကျွန်တော်တို့ CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်တို့ဒီမှာကြည် Python ရဲ့ကျွန်တော်တို့ Python ရဲ့ string နဲ့ပတ်သက်ပြီးတော့ function လေးတွေအနည်းငယ်ပေါ့နော်။အသုံးလေးသုံးထားရှိတဲ့ function လေးတွေ။ Okay နောက်တစ်ခုဘာလဲဆိုရင်ကျွန်တော်တို့ဒီမှာကြည် function လေးတွေရှိသေးလဲဆိုရင်တော့ function လေးတော့ group လိုက်လုပ်လို့ရမှာဒါစာကြောင်းကို share လိုက် function လား။ဒါစာကြောင်းကိုဖြတ်တဲ့တောက်တဲ့ function လား။ဒါစာကြောင်းကိုထုတ်ယူတဲ့ function လား။ကိုယ့်ကို group လိုက်ကိုနီးနဲ့ကိုခွဲလို့ရတယ်။တော်တော် function တွေကိုချရေးပေးတာပဲ။ documentation မှာတော့ဖတ်ရအောင်။ โอเคဒီကောင်ကျွန်တော်ဗာလေးပြောခြင်းလဲဆိုရင်ကျွန်တော်ရှာတဲ့ function လေးပြောဥပမာစားကြောင်းတစ်ချောင်းဒီပါဆိုကျွန်တော်တို့ဘာမှထူးထူးထူးသွားကြည့်မနေနဲ့နော်ဟုတ်ပြီနော်ရှာတဲ့ function လေးကြည့်မယ်ဒီပါဆိုလက်တွေ့ပြရဲဟာဖုန်းနဲ့ဟိုဒီပါ find တွေ့လား find ဆိုတဲ့ function လေးဒီပါကြည့် control app ဆိုတော့တော့ find and replay ဩဒီကမှကျွန်တော်တို့အဲဒါဆို Microsoft Word မှာပါတယ်လုံးဆုံးခြင်းလေးပေါ့နော်စာတွေရှာတယ်အဖိုင်းဘာနဲ့ရှာမလဲ find word ဘာကိုရှာမလဲအဲ့တော့ abcd ကိုရှာမလဲဒါမှမဟုတ် replay ကိုရှာမလား re PN လေး CE replay သူ့မှာတော့သူရှာတဲ့နေရာရှာသူ့ဘယ်နေရာမှာရှာမှာလဲကျွန်တော် RPN လေး CE replay ဆိုတဲ့စက်ကလုံးလေးကိုရှာမယ်โอเคမလားဒီမှာဒီမှာကျွန်တော် replay တွေ့နေတယ်သူကတော့ define လုံးဝင်ရှာမှာဒီ Microsoft Word P. um PPT ဆိုတဲ့ PowerPoint file ကိုသူကော်ပိုလိုက်ရှာမှာဒီ file နဲ့မှာပတ်ရှာ file name replace ဟုတ်လားဒါ replay တော့မဟုတ် file file မယ် file name ရှာတယ်အောက်တွေလာဒီမှာတန်းပြီးတော့ select ပြသူရှာလိုက်တော့ replay ဆိုတဲ့မြန်တယ်နော် code ဒီလိုရေးထားတယ် replay ရဲ့ဆိုတဲ့စလုံး ဒီနေရာမှာတွေ့တယ်ပေါ့အဲတော့အလုရှာပဲโอเคမလားโอเคမလားဒါဆိုသူရှာလိုက်တာဒီလိုတွေ့တာဒါဆိုရင်တော့ fine ဒီ fine နဲ့ဆိုတာလေကျွန်တော်နှိပ်လိုက်တဲ့နောက်ကွယ်မှာမတူ species နဲ့ရေးထားတယ်ဆိုရင်ဝင်လို့တယ်များသောအား species vv vv code တွေနဲ့ရေးထားတာဟုတ် virtual visits တွေ species တွေနဲ့ရေးထားတာဖြစ်ခဲ့သည်ရှိတော့နောက်ကွယ်ရဒီ fine နဲ့ကိုနှိပ်လိုက်တယ်ဆိုရင်နောက်ကွယ်ရ code တွေမတက်သေးဘူးဒီသဘောတရားတွေပဲဖြစ်မယ်โอเคမလားအဲ့ဒါလေပိုင်းပေါ်မှာလည်းတော့ဒီလိုသဘောတရားနေတဲ့ကောပြင်စင် programming language ဆိုင်မှာတော့သူရှိတယ်။ဟုတ်ကဲ့အဲ့ဒါဆိုတော့ဒီ fine method လေးတွေ အဲ့ဒါဆိုကော့အာစာစာကြောင်းနေတယ်မှာအမအိုင်ရဲ့ဆို IS ဘယ်နှခုပါလဲတရရှိတူတရရှိတူဘယ်နှခုပါလဲနောက်က file ဒီထဲမှာငါတို့ဘာတွေရှာမှာလဲဒါပေမဲ့ရှာလိုက်တော့ is queue တော့တန်းထုံမပြအောင်တန်းထုံမပြအောင်ခုနကကျွန်တော် replay ရှာလိုက်တာနဲ့ replay ကိုလာပြီးတော့သူဒီလိုလေး select လာပြီးတယ် okay မလား replay ပါတယ်လို့သူဘာလုပ်မှာလဲ select လာပြီးကို select ပေးတဲ့ဟာကိုသူလမ်းရှာနေတာဟုတ်အဲ့ဒါဒီညမှာရှာလိုက်တော့ replay ဆိုတော့သူဒီမှာတွေ့တယ်ဆိုပြီးသူဘာလုပ်လဲနေရာလမ်းပြ okay အခုလဲလို့ပဲဒီမှာကြည့်ဟုတ်လားဒါကျွန်တော်ကကုတ်လေးတွေကြိုးရေးထားလိုက်တယ်ဒီတစ်ခါလဲလို့ပဲ search function နဲ့ကျွန်တော်စမ်းကြည့်မယ်။ဘာလေးတွေစမ်းတော့ file ကိုစမ်းတယ်။အဲ string ရတော့ဒီမှာဒီ search me ဆိုတဲ့နာမည်နဲ့ကျွန်တော်ဒီ string နာမည်လေး The bear is red and the berry is blue အဲဒီစာကြောင်းလေးပဲ။ဒီစာကြောင်းလေးတွေကိုကျွန်တော်ရှာမှာ။ Okay မနော်။ဟုတ်ပြီနော်။ကျွန်တော်ဒီမှာ is ကိုပဲနားရှိလဲသူရှာတယ်ဘလို့ထုတ်ပြီးမှလဲကြည့်မယ်နော်တဲတော့နေရာကိုလက်မယ်ကျွန်တော်တို့ programming သဘောတရားကိုတည်ထားပြီကျွန်တော်တို့ကတော့ तू က is ကြီးကဘယ်နေရာမှာရှိရဲဆိုပြီးဒီလိုတန်းလာပြောမှာမဟုတ်သူကဘာပြောလဲလဲဒီစာကြောင်းအသက်ရေးလိုက် memory ဒါတော့ memory ပေါ်မှာ array တစ်ခုအနေနဲ့သိမ်းလိုက်တာဟုတ်0 1 2 3 4 5 6 7 8 9 10ဟော SD 10ခုမြောက်မှာရှိတယ် index number ဘယ်နှခုမြောက်မှာရှိတော့ဟုတ်ပြီနော် တော့ s ကိုရှာတယ်ရှာပုံရှာနည်းတွေလည်းဒီမှာ find method ကိုမျိုးစုံပါတယ်မှာ find ရှိတယ် r find ရှိတယ်ဟုတ်လားအတိအကျလို့ကြည့်လိုက် find အဲကိုယ့်ကိုဒီမှာဖတ်ကြည့်လိုက်တော့ကျွန်တော်လောဆောင်ချက်ကိုကျွန်တော်တစ်ခါလေးပြမယ်ဟုတ်လားအလေးချိန်လေးဖြစ်သွားအောင် find ရှာတယ်ရှာလာတော့ဒီတိုင်းတန်းရှာပါဒီရဲ့ကြီးဒီကြီးဆိုအစင်တိုင်းသွားရှာရှာတော့ ော်ဒီ R5 ညာပြောင်းပြန်ပြန်ရှာ DS ကိုလာတွေ့လဲဒီညာမတူးလေ DS ရှိနေတဲ့ညာနဲ့ဒီ DS ရှိနေတဲ့နံပါတ်မတူးကြအောင်ဟောနောက်တစ်ခုကောင်းနံပါတ်3နဲ့ကောင်းကောင်း function ကို3နဲ့ကောင်း function ရှင်းနေရပဲရှင်းနေရပဲပြင်မယ်ဒါလက်တွေ့လုံးလိုက်လို့ရှင်းတာပါတကယ်ဖက်ကြည့်တကယ်မှတ်ကြည့်ရင်နည်းနည်းရှုပ်ပြီးဖြောက်ထွေးနေမှာမဟုတ်လားကောင်းဖန်ရှင်ဒီ is ဘယ်နှလုံးပါလဲကြည် is နှလုံးပါတူးထုတ်လေဟုတ်လားနောက်တစ်ခု start with the အာအမဒီဒီကောင်တရားရှိဒီနဲ့စလာစတယ်လေစလို့မှန်အမှန်တော့ and with the အာတရားရှိဒီနဲ့စုံလာမစုံဘူးလေ အောင်မထွက်နိုင်ပဲလို့ဒါအာ Star Wars ဆို Star Wars ကဘလို့လဲအန်ဝဆို Anwar ကဘလို့လဲအဲ့ဒါကြည့်လေအ Star Wars Return True 1 Star ရောအာ2 2တန်ဖို့ Return ပြန်နေတယ်တကယ်လို့မှကိုဟာလို့တဲ့ screen ကအဲ့တိုင်းပဲစခဲ့တယ်ဆိုရင်ဒါပဲပြန်တော့တခု replay အော် replay ရတယ်ဗာနဲ့ဗာနဲ့ replay လုပ်မှလည်းဟောဒီနားမှာ app ဆို app ကားဆိုကားကားနဲ့ဒီနားမှာ dot replay ဆိုပြီးတော့ဒီကနေတင်လို့ replay လုပ်ချတာ okay မင်းနော် โอเคมั้ยนะโอเคอ่ะสุกะจนเราดีโปรแกรมรันจิมั้ยดาสิเราปายตัวมาบาร์เดสตาร์ฟังก์ชันนี่ดีกว่าเปียโอเครันไลท์ตานี่เราไตจิมั้ยเราไตจิมั้ยไอ้เดอะถาเลดิဒီ function function method လေးတွေ live ဖတ်ကြည့်ပါတော့ function တင်ခန်းတာလည်းတင်ပြီးသွားပြီဆိုတော့ဘာမှဟိုလိုကြီးနားလဲတဲ့ဟာနားမလည်တဲ့ဟာအကြောင်းမရှိဘူးโอเคမလားဟုတ်ပြီအကြည့်မယ်ကျွန်တော်တို့ ော် is ကလည်းခုနရေးကြည့်လေ012 internet number နော်012 4567ဒီမှာ10မှရှိလို့10ထုတ်နောက်တာ r file ပြောင်းပြန်ပြန်ချတော့ is က30မြောင်းမှရှိနေလို့31ထုတ်တယ်31ထုတ်31မြောင်းမှရှိနေ Okay နောက်တစ်ခုကောက် is ကနှစ်ခုပါလို့တူးထုတ်တယ်အဲ့နောက်တစ်ခုတရားရှိသည်နဲ့စလို့ထူးထုတ်တယ်တရားရှိသည်နဲ့မစလို့ for ထုတ်တယ်နောက်တစ်ခု replay လဲလာတော့ data is ဖြစ်သွားရော Okay မင်းနော် ဟုတ်ကဲ့အဲ့လိုလေးတွေကျွန်တော် files and replace ဆိုတဲ့ function လေးတွေဒီ Microsoft data လက်တန်းသုံးနေတဲ့ Microsoft Word တော်မှာပါတယ်ဒါ file runs replace ဟုတ်ဒီ replace function မှာလေသူကနောက်ွယ်တော့ဒီလိုလုပ်တာတော့သူကတော့ UI လေးနဲ့ပြန်ထားတယ်ကြည့်လို့လားကျွန်တော်တို့လည်းအဲ့လိုလုပ်လို့ရတယ်အ UI အဲ့တော့ဆိုဒါ text piece အ text piece လေးကိုဒီကထည့်လိုက်တဲ့ဟာလေးကိုအဲ okay မနော်ကဲကျွန်တော် replay ကိုကျွန်တော်အဲ replay ကို replay ဝင်လျှောက်ပြောင်းလိုက်အောင် r r g နဲ့သွားတယ် i b n လေး음 အစီအီရှောက်ရှောက်လို့လဲအကွ်ဖိုင်နက်သွားလိုက်အဖိုင်နက်မို့ replay လို့လိုက် replay all လား replay တကူပဲလုပ်မယ် all လား replay e ဆိုပြောင်းချာအဲအဲ့ဒီပုံစံပဲ okay မယ်နော်ဟုတ်ပြီနော် fine and replay function ကြည့်ရဆိုရင်တော့နေရာကြီးကိုပြန်လုပ်မယ် control c ဒီနောက် control v ဟုတ်မလားအဲဒီနောက်ကျတော့ r e ပြန်လေး c ပဲပြန်ရတယ် r e b အဲလေး c replace ဟုတ်မလား replace မှတ်တာပဲပြန်လုပ်လိုက်မယ်ပြီးရင်တော့ ဟုတ်တယ်လေ replace all be ကျွန်တော်တို့က replace ပြအဲဒါကြီးကျွန်တော်တို့ယူမယ်အရင်ဆုံး find အောင်ပါခဏလေးနော်ရှာပြီးမှသူက replace လုပ်မှာရှီလားမရှိတိုင်းရင်လုံးရှာမှာ control c ဒါ microsoft word ရဲ့လုံဆောင်ချက်ပေါ့နော်ဘော sorry microsoft powerpoint လို့ဆိုဟိုတွေ့သွားပြီး select ပေးလိုက်ပြီးဆိုမှဒီ replace ကိုကျွန်တော်ဘာလုပ်တာလဲ replace လုပ်တယ်ဒါမှ replace ပြန်ဖြစ်တာ โอเคมั้ยเนาะအဲ့ဒီ function လေးတွေဒါဒီ cycle software လေးတွေမှာပါနောက်ွယ်ဒီ code လေးတွေပဲโอเคมั้ยเนาะโอเคมั้ยเนาะโอเคအဲ့ဒါတော့ဒီအာ python ရဲ့ string handling method လေးတွေလည်းမေးလွဲတယ်เนาะ python အားကြောင့်လွဲတယ် beginner တွေတော့သင်ရောတယ်လို့ညွှန်ကြတာဒါမှမဟုတ်ပေါ့ပပါလေးပဲရေးထားတဲ့စကလုံးလေးတွေကလည်းသူက readable writing ပဲပဲဖတ်လို့လွယ်တဲ့အဓိပ္ပာယ်နဲ့ကတ်မှတ်ပြီโอเคมั้ยเนาะโอเค thank you ပြန်